မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမလာ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ချိုင်းအေးတာဇံမြို့နယ်မှာရှိတဲ့ငကားနန်းတော်ရွှေဆိုင်ကိုစိုင်ဖွဲ့တဲ့အချိန်မှာလူနှအုပ်ကလက်နက်များကိုကင်ဆောင်လာပြီးတော့ဗမျှတိုက်သွားပြီးသိန်းပေါင်း6000ကျော်တန်ဖိုးရှိတဲ့ရွှေဒဏ်များပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မနက်7:48မိနစ်ဝင်းကျင်အချိန်မှာမန္တလေးမြို့ဖျန်းအေးတာဆန်မြို့နယ်89လမ်း32လမ်းနဲ့32လမ်းကြားငကားနန်းတော်ရွှေဆိုင်ကိုလက်နက်များကင်းဆောင်ထားတဲ့လူနာအုပ်ကစိုင်ကယ်နဲ့လာရောက်ပြီးတော့ဓမြတိုက်သွားခြင်းဖြစ်ပြီးတော့သိန်း6000ကျော်တန်ဖိုးရှိတဲ့ရွှေဒဏ်များပါသွားတယ်လို့သိရပါတယ်။စိုင်ဖွဲ့စားအချိန်မှာဝင်ပြီးတော့တိုက်တာလူကလည်းလမ်းမှာပါနေတဲ့အချိန်တနက်နဲ့ဝင်ပြီးတိုက်သွားတာအခုတော့လမ်းတွေကိုပိတ်ပြီးတော့စစ်သားတွေနဲ့ရဲတွေကစစ်နေတယ်။စိုင်ကယ်တူးပေါက်တွေပါဖွင့်ကိုင်းနေစစ်စေးရေးကတော့တင်းကျပ်နေတယ်လို့မန္တလေးမြို့ကတအုပ်ကပြောဆိုထားပါတယ်။မန္တလေးအခြေ စိုက်ရဲသတင်းရင်းတွေတူကတော့ဓမြတိုက်သူများစီးနှင်းလာတဲ့ဆိုင်ကယ်ဝစ်စင်ထားတဲ့အဝတ်အစားများကို CCTV မှတ်တမ်းတွေရရှိထားပြီးတော့လိုက်လံဖမ်းဆီးနေတယ်လို့ပြောဆိုထားပါတယ်။ရွှေဆိုင်ကခံမှန်းချေသိမ်းပေါင်း6000ကျော်တန်ဖိုးရှိတဲ့ရွှေတယ်များပါသွားတယ်လို့ကနအုပ်သိရှိထားပြီးတော့အတိအကျကိုဆက်လက်စီစစ်နေစေဖြစ်တယ်လို့သိရပါတယ်။ဒီဇင်ဘာလ18ရက်နေ့ညနေ9:30မိနစ်ကျော်အချိန်မှလဲမန္တလေးမြို့မဟာအောင်မြို့နယ်ဟေမမာလာမြောက်ရက်ကွာ 89လမ်း36လမ်းနဲ့38လမ်းကြားမှာရှိတဲ့ရွှေစင်အကယ်ဒမီရတနာရွှေဆိုင်ကိုစိုက်ကဲနစီနဲ့တနံမြကိုင်းဆောင်ကလာရောက်ပြီးတော့ဓမြတိုက်သွားခဲ့သေးတယ်လို့သိရပါတယ်လက်တလုံးမှာရွှေ၄ဘိတ်သားဝင်းကျင်ပါသွားတယ်လို့သိရှိရပြီးတရက်ခန့်များကိုတော့ဖမ်းမမိသေးဘူးလို့ပြောပါတယ် မန္တလေးမှာရွှေဆိုင်ဓမြတိုက်မှုများမကြာခဏဆိုးသလိုဖြစ်ပွားလျက်ရှိပြီးတော့အခုနှစ်စက်တဘာလ10ရက်နေ့မနက်၈နာရီအချိန်မှာမန္တလေးတိုင်းချမ်းမြတာစီမြို့နယ်မြို့တစ်တစ်ရပ်ကွာမှာရှိတဲ့ချောင်းချောင်းရွှေဆိုင်ပိုင်ရှင်ဥရွှေဝင်းရဲ့နေအိမ်ကိုလူ9ယောက်ကတဏ္ဍာများနဲ့ဝင်ရောက်ပြီးတော့ဓမြတိုက်ခဲ့ပြီးရွှေဆယ်ဘိတ်တာကျော်နဲ့ငွေကျပ်သိန်းပေါင်း1000ခန့်ကို ဓမြတိုက်လူရသွားခဲ့တယ်လို့သိရပါတယ်အခုနှစ်မေလ31ရက်နေ့ကလည်းမန္တလေးမြို့မဟာအောင်မြင်မြို့နယ်84လမ်းနဲ့85လမ်းကြား39လမ်းနဲ့လမ်း40ကြားမန်းမြို့ဈေးအတွင်းကစေတန်းရွှေဆိုင်ဓမြတိုက်ခံရမှုဖြစ်ပွားခဲ့သေးကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဗဟန်းမြို့နယ်ဆရာဆန်မြောက်အရှိရက်ကွက်မှာဒီကနေ့ဒီဇင်ဘာလ26ရက်နေ့မနက်ပိုင်းက AK Cosmetic ဆိုင်မှာဆိုင်းရှင်ကိုဓာတ်နဲ့ထိုးပြီးတော့ဆွဲချိုးလူယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗဟန်းမြို့နယ်ဆရာဆန်မြောက်အရှိရက်ကွက်ဆရာဆန်လန်းအမှတ်140အမြင့်ကြီးတန်းမှာရှိတဲ့ AK Cosmetic ဆိုင်းရှင်ဖြစ်သူဒေါ်အေးဤခိုင်ဟာမနက်ပိုင်းဆိုင်ဖွင့်နေတဲ့အချိန်၎င်းဝတ်ဆင်ထားတဲ့ရွှေဆွဲချိုးကို အမျိုးသားတို့ကဝင်ရောက်ပြီးတော့လူရရဆိုင်ရှင်ကပြန်လဲခုခံတဲ့အတွက်ဓာတ်နဲ့ထိုးသွားခြင်းဖြစ်တယ်လို့သိရပါတယ်ဆိုင်ရှင်ဒေါ်အေးအီခိုင်ကတော့အခင်းဖြစ်တဲ့နေရာမှာပဲတေဆုံးသွားပါတယ်လူရသူကိုတော့မဖမ်းမိသေးဘူးလို့ဒေသခံတို့ကပြောကြားထားပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းရန်ကုန်မြို့မှာတရားဥပဒေစိုးမိုးမှုတွေအားနည်းလာပြီးတော့နေ့လယ်ပိုင်းမှာတော့မှအမှုချမ်းစီးခြင်းကားလူခြင်းဆွဲကြိုးဖြတ်ယူခြင်းခိုးယူခြင်းများမကြာခဏဖြစ်ပွားလာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာနေအိမ်အတွင်းကိုဝင်ရောက်ပြီးတော့လူသက်ဓများတိုက်မှုဖြစ်ပွားပြီးကားကိုပါယူဆောင်သွားခဲ့ရာတော်လိုင်းတပ်များကဓများတိုက်သူများကိုလိုက်လံရှာဖွေခဲ့ရမှာလူရက်သွားတဲ့ကားကိုပြန်လည်တင်းစီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဒီဇင်ဘာလ26ရက်နေ့မနက်ပိုင်းမှာမုံရွာမြို့ပေါ်မှာနေအိမ်အတွင်းနဲ့အထိကိုလူတစုကဝင်ရောက်ဓများတိုက်ကအင်ရှင်ဖြစ်သူကိုပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်ဒါအပြင် အိမ်ပိုင်ရှင်ရဲ့ Total Wish အဖြူရောင်ကားတစ်စီးကိုလည်းယူဆောင်သွားတယ်လို့သိရပါတယ်။ဓမြတိုင်းမှုဖြစ်ပွားကြောင်းသတင်းရတာနဲ့မုံရွာမြို့နယ်အတွင်းမှာရှိတဲ့တပ်ဆိုင်ရာနယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများကလမ်းများကိုပိတ်ဆို့ပြီးတော့မုံရွာမြို့နယ်ပါလဖတာဝန်ခံ ကိုအားကူကိုတိုင်းဥဆောင်ပြီးတော့မြို့နယ်ပလတ်ဖရဲဘော်များနဲ့အတူစစ်ဆေးရှာဖွေမှုများကိုပြုလုပ်ခဲ့တယ်လို့သိရပါဗါးတဆိုင်ရာအဖွဲ့အစည်းများရဲ့သတင်းပေးပို့ချက်အရမုံရွာမြို့နယ်အတောရက်ကွက်ကန်တာဖုန်ကြီးကျောင်းရဲ့အရှိတ်ကွန်ကရစ်လမ်းပေါ်မှာလူယူမောင်းပြေးလာတဲ့ကားကိုပြန်လည်တွစ်ရှိခဲ့တယ်လို့သိရပါဗါးတဆိုင်ရာဓမြတိုက်ခံရတဲ့မိသားစုအနေနဲ့ကားကိုပြန်လည်ယူဆောင်နိုင်ရန်မုံရွာပလတ်ဖက်ကဖော်ထုတ်ပေးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်သားများကလည်းအင်စီကားများနဲ့အဲ့ဒီနေရာပတ်ဝန်းကျင်မှာကင်းပတ်နေရာကနေပြီးတော့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကရဲဘော်များနဲ့ ထိတွေ့တိုက်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရဲဘော်တွေအားလုံးဘေးကင်းပါတယ်။ကားကတော့ steering ကလော့ကျသွားတယ်။တော့ကမရှိလို့ထားခဲ့ရပြီးတော့သတင်းအချက်လက်သားအရယူနိုင်ခဲ့ပါတယ်လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ဓမြမှုကျွလွန်တဲ့သူများရဲ့သတင်းအချက်လက်များအားလုံးကိုမုံရွာမြို့နယ်ပလဖကရရှိထားပြီးဖြစ်တဲ့အတွက်အမြန်ဆုံးရှာဖွေဖော်ထုတ်သွားမှာဖြစ်တယ်လို့အတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်မှာစစ်မှုထမ်းရန်လူငယ်များကိုဖမ်းဆီးပြီးတော့ငွေညစ်တောင်းခံခဲ့တဲ့ Homeland Buddha ရက်ကွက်အုပ်ချုပ်ရေးမှူးစမ်းငွေဟာဒီကနေ့မနက်အစောပိုင်းမှာစေယုံကြီးမှတိတ်ဆုံးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဒီဇင်ဘာလ26ရက်နေ့မနက်အစောပိုင်း9:45မိနစ်ခန့်မှာ Homeland Buddha ရက်ကွက်အုပ်ချုပ်ရေးမှူးစမ်းငွေဟာရန်ကုန်စေယုံကြီးမှစိတ်ကူးသားမှုခံယူနေတုန်းတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ Homeland Buddha ရက်ကွက်အုပ်ချုပ်ရေးမှူးစမ်းငွေဟာ ီသမလာ24ရက်နေ့မနက်09:30မိနစ်ခန့်မှာရက်ကွာအုပ်ချုပ်ရေးမှုရုံးမှာရှိနေတဲ့အချိန် Freeland Attack Force FLA အဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့လက်နက်ချုပ်ရဲမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့်ဝမ်ပိုက်မာသာကြည်စံထိမှန်ကနေရမာတွင်ပွဲချင်းပြီးတေဆုံးခဲ့ခြင်းမရှိဘဲပြင်းထန်ဒဏ်ရာနဲ့ရန်ကုန်စေယုံကြီးမှာစေကူတမှုခံယူပြီးတဲ့နောက်တေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။စမ်းကြောင်း Homeland အုပ်ကြီးစေယုံကြီးမှာဒီကနေ့မနက်9:45မိနစ်မှာတေသွားပြီလို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။စမ်းငွေဟာရက်ကွက်မာသာမကမြို့နယ်ထွေးအုပ်ရုံးမှာလဲစစ်တပ်အလို့ကြဝိုင်းကူပေးနေတဲ့သူဖြစ်တယ်လို့သိရပါတယ်။ရက်ကွက်နေပြည်သူများကိုမောက်မှာရိုင်းဆိုင်နေက ခဏခဏပြဿနာရှာလေးရှိတယ်လို့သိရပါတယ်စစ်မှုထမ်းရန်ကိစ္စရများမှာလဲတက်ကြွစွာပါဝင်ပေးနေပြီးတော့၎င်းနဲ့နှိဆက်သူများနဲ့ဆွေမျိုးများစစ်မှုထမ်းထဲမှာမပါစေရန်တခြားရက်ကွက်နေပြည်သူများရဲ့တာသမီများကိုစည်ရင်နဲ့ထည့်ပေးနေတဲ့သူဖြစ်တယ်လို့သိရပါတယ်စစ်မှုထမ်းကိုအကြောင်းပြပြီးတော့တအိမ်ကိုငွေကျပ်1000ကျပ်လိုက်လံကောက်ခံခဲ့သူဖြစ်တယ်လို့သိရပါတယ်ရဲပြုတ်တအူးပြီးပြီးပြည်သူများကိုဒုက္ခပေးနေတဲ့အတွက်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း Freelance Attack Force FLA ကတာဝန်ရှိသူတအူးကပြောဆိုထားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမုံရွာမြို့နယ်ညောင်ဖြူပင်ရဲစခန်းကိုခရစ်စမတ်နေ့အထိမ်းအမှတ်အဖြစ်နဲ့ဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ25ရက်နေ့ညနေ9:20မိနစ်အချိန်ကမုံရွာမြို့နယ်ညောင်ဖြူပင်အထိုင်းရဲစခန်းကိုခရစ်စမတ်နေ့အထိမ်းအမှတ်အနေနဲ့နီးစပ်ရာတော်လိုင်းရဲအဖွဲ့အစည်းများပူးပေါင်းပြီးတော့ရင်းမာပင်ခရိုင်အမှတ်3တပ်ရင်း အမှတ်သုံးတက်ခွဲကလက်နိုင်ငယ်အတန်တစ်ချက်ဘေးကတိုင်မင်ခေါ်ပြီးတော့မိုးရွာခရိုင်အမှတ်တဲတိုင်ရင်ကပယ်ဒီနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ညောင်ဖြူပင်အထိုင်းရဲစခန်းအတွင်းမှာရှိတယ်။အကြမ်းဆက်သားများကလည်းလက်နိုင်ငယ်များ MA2 ငကြင်းမီများနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အပြန်လည်ပြစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲပြီးဆုံးတော့တော်လိုင်းရဲဘော်များကလူစုပြီးခွဲခွာတဲ့အချိန်မှာအချမ်းမဆက်တက်က60မမလက်နက်ကြီးနဲ့ထပ်မံပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ခွင်းတည်ထိခိုက်မှုကိုတော့စုံစမ်းထောက်လန်းနေတော့မှာပဲရဲစခန်းမှာအင်အားကအခုထပ်တိုးရတဲ့အင်အားနဲ့ဆိုရင်60ကျော်လောက်ရှိပါတယ်စစ်ခွေးရဲခွင်းနဲ့ပြူခွေးတွေရောများပါတယ်ကျွန်တော်တို့ရဲဘော်တွေအားလုံးအထိခိုက်မရှိခဲ့ပါဘူးလို့မုံရွာခရိုင်အမတ်တဲတိုင်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတက်ခိုက်မှုကိုမုံရွာခရိုင်အမတ်တဲတိုင်ရင်ရင်းမာပင်ခရိုင်အမတ်၃တက်ရင်အမတ်၃တက်ခွဲနဲ့မုံရွာမြို့နယ်ရဲကြီးရွာပကဖများကပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့တပ်မ33ကနေထွက်လာတဲ့စစ်ရင်နန်းကိုမိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မိုင်းရှင်းရန်အင်စည်းကား3စီးနဲ့ထွက်လာတဲ့စစ်သားများကိုတိုက်ခိုက်ရာ အကြံပတ်စစ်ကောင်စီဘက်ကစစ်နာဦးတည်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဒီဇင်ဘာလ26ရက်နေ့မနက်ပိုင်းမှာသခိုင်းမြို့တပ်မ33ကနေထွက်လာတဲ့အကြံပတ်စစ်ကားရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာကိုနေ့လယ်7:00နာရီလောက်မှာအင်စီက3စီးနဲ့ရောက်ရှိလာတဲ့အကြံပတ်စစ်ကောင်စီတပ်သားများနဲ့တော်လိုင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲထမှန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမွန်လွဲ၂နာရီကျော်တဲ့အထိဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၁၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များကလက်နက်များကိုကောက်ယူရန်ကြိုးစားတဲ့အချိန်အင်စီကဘေးမှာပုန်းနေတဲ့စစ်သားတအုပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တော်လိုင်းရဲဘော်တအူကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။သခိုင်းမျိုးတက်မှ33ကနေထွက်လာတဲ့စစ်ခွေးကားရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီမိုင်းဆွဲရနေရာကိုမိုင်းရှင်းလင်းမှုအတွက် AC က3စီးနဲ့စစ်ခွေးတွေလာရောက်ပြီးတော့ရှင်းလင်းတဲ့အချိန်မှာထိတွေ့မှုဖြစ်ခဲ့တယ်။ထိတွေ့မှုကတော့နေ့လယ်7:00နာရီကနေ2:00နာရီကျော်အထိဖြစ်ပွားခဲ့တယ်။အကုန်လုံးတက်ပြီးတော့မှတင်းကနီးမှမှကားနာမှာပုံနေတဲ့စစ်ခွေးတကောင်ကချောင်းပြစ်လိုက်လို့ရဲဘော်တအူကြာသွားပါတယ်။ တက်ကူအင်အားတွေများလို့အလောင်းကောက်ချိန်မရခဲ့ဘူးစစ်ခွေးတွေဘက်ကခွင်းဆက်နှက်ကောင်းလောက်တေးပါတယ်ဒဏ်ရာတော်တော်ရသွားတယ်စစ်ခွေးလက်နက်တွေတော့မသိမ်းနိုင်ခဲ့ဘူးရကနီးကြမှာတက်ကူတွေရောက်လာတာတိုက်ပွဲဖြစ်တဲ့နေရာကစစ်ခွေးအထိုင်ချတပ်ဆွဲထားတဲ့အဖွဲ့နယ်လည်းနီးတယ်6 3 3 5တက်ကလည်းရှိတယ်လေ့ကျင့်ရေးဆက်လျှောက်ကလည်းနီးတော့စစ်ခွေးတွေအလင်းမြန်ရောက်လာတာလို့ Torrent Top ပြီး Local ကတာဝန်ရှိသူတူကရှင်းပြထားပါတယ်၎င်းတက်ခိုက်မှုကို Torrent Top ပြီး Local Generation Z Power ။သကိုင်းမြို့နယ်ဘက်ကပါ Phoenix SGG နဲ့ BRA LDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကပေါ်တာဆွဲဖမ်းဆီးပြီးစစ်တပ်ထဲကိုဆွဲသွင်းနေတဲ့အတော့ပလတ်ဝဒေသကလူငယ်လူရွယ်များပြည်မဘက်ကိုထွက်ခွာခြင်းမပြုကြရန်ပလတ်ဝ CDF က ဒီသမားလာ25ရက်နေ့ညပိုင်းမှာသတိပေးထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ10ရက်နေ့ကစစ်ကောင်စီကပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးတဲ့နောက်ပိုင်းနိုင်ငံတော်ဝန်ပြည်မဒေသအသီးသီးမှာလူငယ်လူရွယ်များကိုဖမ်းဆီးမှုများစွာဆောင်ရွက်နေတဲ့အတွက်ကြောင့်ပလောက်ဝဒေသကလူငယ်လူရွယ်များပြည်မဘက်ကိုမထွက်ခွာရန်ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ပလောက်ဝ CDF ပလောက်ဝအနေနဲ့နိုဗ ెంబ ာလကလေးကတားဆီးပေးခြင်းခိတ္တထိန်ထိန်ထားခြင်းများကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးခိတ္တထိန်ထိန်ခြင်းခံရတဲ့လူငယ်လူရွယ်၁၉ဦးကိုလည်းမလိုအပ်တဲ့ အခက်အခဲဒုက္ခများကိုမကြုံတွေ့စေရေးအတွက်မိမိရဲ့ရက်ရွာမှာသာအတက်နိုင်ဆုံးနေထိုင်ရရန်ပြောဆိုတိုက်တွန်းကဒီသမားလ22ရက်နေ့ကမိမိတို့ရဲ့ရက်ရွာနေအိမ်များကိုကောင်းမွန်စွာဆေးလွတ်ပေးခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ပလက်ဝချင်းလန်ဒီဖ ens ဖို့စ်ပလက်ဝကအာနာရှင်စနစ်အမြင့်ပြည့်ရေးနဲ့ Federal Democracy ပြည်ထောင်စုအနေနဲ့နိုင်ငံတော်အစ်ပေါ်ပေါက်လာရေးအတွက်အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစပြီးတော့ယနေ့ထိတိုင်အောင်ပြည်သူလူထုနဲ့အတူစစ်အာဏာရှင်ကို ော်လန်တိုက်ပွဲဝင်လျက်ရှိတယ်လို့အတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ ARD တိုင်း DDM မြို့နယ်တိုးချီရွာနေအုတ်ချုပ်ရေးမှုလှထုတ်ရဲ့လိန်ညာတိုင်တိုင်းခံရမှုကြောင့်ပြည်သူ၆ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးတော့ပြည်သူတအူးဟာစစ်တပ်ရဲ့ရိုက်နှက်ဆက်ဆဲမှုကြောင့်တေဆုံးသွားခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဒီအမ်မျိုးနဲ့တိုးကျရွာအုပ်ချုပ်ရေးမှုလှထုတ်ကတော်လန်ရင်းနဲ့ဆက်နွယ်နေတဲ့ PDF များကိုထောက်ပံ့နေတယ်ဆိုပြီးတော့လိန်လေတိုင်တန်းမှုကြောင့်အရသာပြည်သူကိုကျော်ဝင်းနိုင်ကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးတော့ရိုက်နှက်ဆစ်ဆေးရာကနေတေဆုံသွားခဲ့ရတယ်လို့သိရပါတယ်။အခြားသောပြည်သူ၅ဦးကိုလည်းတော်လန်ရင်းနဲ့ဆက်ဆက်တယ်ဆိုပြီးတော့လိန်လေတိုင်တန်းထားမှုကြောင့်ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။လှထုတ်ကအရင်တုန်းကဒုထိုးရောင်းစားတဲ့ကောင်အခုကစစ်တပ်နဲ့ပေါင်းပြီးတော့ရွာသူရွာသားတွေဇီကနေပြီးတော့ပတ်စံကောက်စစ်တပ်ကိုထောက်ပံ့ပြီးတော့ကြီးပွားနေတာ။ အခုတော့ဆိုင်နဲ့နှစ်ထပ်တိုက်အိမ်နဲ့ငါးဖန်းဆက်လေး၄စီးတောင်ပိုင်နေပြီရွာသူရွာသားတွေကိုလည်းအကြောက်တရားကိုရိုက်သွင်းပြီးတော့အုပ်ချုပ်နေတာ ူနဲ့မတက်တဲ့သူဆိုရင်စစ်တပ်ကိုတိုင်ပြီးတော့ဖမ်းခိုင်းတယ်ရွာတွေကကလေးတွေသူ့အိမ်မှာကင်းဆောင်ပေးရတယ်အဝိရှော်ပေးရတယ်ခမင်းချက်ပေးရတယ်ရွာတွေကကလေးတွေကိုစစ်မှုထမ်းမဲနိုင်ပြီးတော့စစ်ထဲကိုပို့နေတာမကျေနပ်လို့လိုင်းပေါ်တင်တဲ့သူကိုစုံစမ်းပြီးတော့စစ်သားတွေခေါ်ပြီးတော့ရိုက်ခိုင်းတာရွာသူရွာသားတွေအကုန်လုံးကသူ့ကိုကြောက်နေကြရတယ်လာတိုင်းပတ်စံကောက်ပြီးတော့ဒေဒီယံမျိုးကစစ်တပ်ကိုတလကို380ထောက်ပံ့ပေးပြီးသူ့ရဲ့အာဏာတည်မြဲအောင်လုပ်နေတာလို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်လှထုတ်ဟာရွာသူရွာသားများစီကနေပြီးတော့တလကိုငွေကျပ်380 ်ကောက်ခံကဒီရီယံမြို့မှာရှိတဲ့စစ်တပ်ကို ထောက်ပံ့ပေးနေပြီးတော့ရွာသူရွာသားများကိုလည်းကျင်းဆောင်ခိုင်းခြင်းစစ်တပ်အတွက်စစ်သားတွေစူဆောင်းပေးခြင်း၎င်းရဲ့လောက်ရများကိုမကြိုက်တဲ့အတွက်လူမှုကွန်ရက်ပေါ်မှာတင်ပြီးတဲ့သူများကိုစစ်တပ်ကိုခေါ်ပြီးတော့ရိုက်နှက်ခိုင်းခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။2022ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာအေအော်ဒီတိုင်းဒေဒီယံမြို့နယ်တိုးချေးပါအုပ်ချုပ်ရေးမှူးလှထုတ်ကိုတနတ်သမားများကပြစ်ခတ်ခဲ့တော့လဲထိမှန်ခဲ့ခြင်းမရှိပဲလွတ်မြောက်ခဲ့ပြီးတဲ့နောက်လှထုတ်ဟာပြည်သူများအပေါ်မှာဖိနှိပ်မှုများပုံမှန်လှုပ်ဆောင်လာသူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ